ားလုံးပဲမင်္ဂလာပါ။နာကွန်ရန်ကုန် channel မှာစုရဖြစ်ပါတယ်။ဒီနေ့ကတော့အပြင်မှာဗီဒီယိုထွက်ရိုက်နေရောအရန်ကိုအေးပြီးတော့လေလည်းအရန်တိုက်နေရပဲ။အဲ့လိုအရန်အေးပြီးတော့ချောက်သွေးရဲ့ဂျပန်နိုင်ငံဆောင်းရာဒီမှာဘလို့အဆင်မပြေမှုလေးတွေရှိနိုင်လေ။အဲ့ဒါကိုဂျပန်လိုဘလို့ခေါ်လဲဆိုတာကိုစုကိုတိုင်းဂျပန်ရောက်ပြီးမှတီးခဲ့ရတဲ့အတုံးတုံးလေးနဲ့အတူတူအားလုံးကိုဝေမျှသွားခြင်းပါတယ်။အဲ့ဆိုရင်ဆက်ကြည့်ကြရအောင်နော်။ကြာ အပြင်မှာအရင်အေးလို့အထက်ကိုပြန်ရောက်လာပါပြီအခုလိုရာသီဥတုဖြစ်တဲ့အာကီဆိုတဲ့ဆောင်းရာသီကနေပြီးတော့ဖူယူဆိုတဲ့ဆောင်းရာသီကိုပြောင်းလာတဲ့အချိန်ပြီးတော့ဒီဆောင်းရာသီတစ်ချောင်းလုံးပေါ့နော်ဖူယူတစ်ချောင်းလုံးအကြုံတွေ့ရဆုံးပြဿနာကတော့အတိုင်းချောက်တွေ့ခြင်းပါပဲအထူးသဖြင့်ဒီရေရေလေးတွေနဲ့ထိတွေ့ရအများဆုံးဖြစ်တဲ့လက်တွေပေါ့နော်ဒီလက်ချောက်တွေ့ရတွေကိုဂျပန်လိုဘယ်လိုပြောလဲဆိုတာလေးတွေကိုဆက်ပြီးတော့မျှဝေသွားခြင်းပါတယ် ီလိုဆိုလီဒူ6တွေ့တာကိုအရင်ပြောမယ်เนาะလီဒူကိုခူကီလို့ခေါ်တယ်အဲ့တော့ခူကီကကွန်ဆိုဆူအဲ့ဒီခူကီကကွန်ဆိုဆူတော့ဒီလီဒူရဲ့6တွေ့နေမှာဆိုရင်ဒီလက်နီးတွေကအပပတ်လာမယ်ဒါမှမဟုတ်6လာမယ်ကိုပြောမယ်ဆိုရင်ထဲကအရဲတွေထဲကအရဲမတ်လို့ပြောပါတယ် အဲ့လိုတင်းကအားရမစလိုမျိုးပဲဒီလိုလက်အသားပတ်နေပါရဲ့ဆိုရဲဟာနောက်တစ်မျိုးအနေနဲ့ဘယ်လိုပြောမလဲဆိုတော့လက်အသားလေးတွေက6နေရဲ့နည်းနည်းတင်းကျန်လေးဖြစ်နေရအောင်နောက်တစ်မျိုးအနေနဲ့တဲ့ကခါဆာခါဆာနေနိုင်ခါဆာခါဆာနေနိုင်ခါဆာခါဆာဆိုပြီးတော့အတန်းလေးနဲ့ခါဆာခါဆာနေနိုင်ခါဆာခါဆာနေနိုင်တယ်မှာအဲ့လိုမျိုးလည်းပြောပါရဲ့အဲ့တော့တဲ့ကအားရတယ်မှာတဲ့ကခါဆာခါဆာနေနိုင်ဆိုတာကအတိပယ်ကတိတ်မကွဲပါဘူး level အတူတူချင်းဒီလို6တွိတ်နေရဲ့အဲဘယ်လိုပြောမလဲအပပတ်နေရဲ့ဆိုတဲ့ဟာလေးကိုပဲပြောရပါပါ ။ဒါဆိုရင်အခုကနေစပြီးတော့8 level တစ်ဆင့်ထပ်တက်သွားပြီ။လက်အသားပတ်ယုံ6ယုံနေမှမဟုတ်တော့ဘူး။ဒီနေ့ဘယ်လိုပြောမလဲဆိုတော့မြေကြီးရဲ့ပတ်ကြားအပ်ပြီးတော့မြေကြီးရဲ့အရန်6ယုံပတ်ကြားအပ်ပြီးကွဲရတယ်။ပြောရရှင်ဖုံးမှန်ကွဲသွားလို့ရှင်ပတ်ကြားအပ်ပြီးတော့ကွဲသွားတာမျိုးကြီးလေ။အဲ့လိုမျိုးလက်တီမှာဖြစ်လာပါရဲ့။အဲ့လိုမျိုးလက်တီမှာဒီလိုပတ်ကြားအပ်ပြီးတော့ဒီဟိုအရေးကြီးအရာလေးညာလေးရာစာကွဲသွားတာဆိုရင်သူကခီးပြီးွားတယ်လို့ခေါ်ပါရဲ့။အဲ့ဆိုရင်ထဲကခီးပြီးွားတယ်နိနာတယ်။ せが日々割れになっています。日々割れအဲ့လိုမျိုးခေါ်ပါတယ်။အဲ့ဒါကတော့ဒီ6တဲ့အဆင့်နေမဟုတ်တော့ဘဲနဲ့ hibi wa တဲ့ဆိုရယ် level တစ်ဆင့်တက်သွားပြီပေါ့နော်။အဲ့ဟာဒီမှာအဲ့ level နေမပြီးသေးဘူး။ဒီဟာမထိမ့်သိမ့်ဘူးဆိုရင်နောက်ဆုံးဘလို့အထိဖြစ်နိုင်လဲဆိုတော့ဒီကိုယ်ရဲ့နေရာကြီးမဟုတ်တော့ဘဲနဲ့ဒီကိုယ်ရဲ့နေရာလေးတွေကပိုပြီးနှက်သွားတာပေါ့နော်။အထက်ဒီနှက်ပြီးတော့ပြက်ရာရှရာကြီးလို့ဖြစ်သွားမယ်။ပြီးရင်သွေးလေးတွေအမီလေးတွေဆို့လာမယ်။နည်းနည်းမီမီ ီးရဲ့အဲ့လိုမမာကြီးရဲ့ဖြစ်လာမယ်ဆိုရင်သူကအကာဂီရဲလို့ခေါ်ရတယ်အဲ့ဒါအောင်အကာဂီရဲအဲ့ဆိုရင်တဲကအကာဂီရဲနာရုတဲကအကာဂီရဲနာရုလို့ခေါ်ပါတယ်အဲ့ဆိုရင်အစင်ကအရင်ဥဆုံးတဲကအာရတေမတ်ပြီးလို့ရှိရင်တဲကခဆခဆနီနာတေမတ်အဲ့ဒီမှာတစင်နောက်တစင်ရကြတော့ထဲကထဲခီဘီဝါရဲခီဘီဝါရဲနီနတ်တေမတ်နောက်တစင်ဖြစ်သွားပြီဆိုရင်အာကာဂီရဲနီနတ်တေမတ်အဲ့လိုမျိုးဖြစ်တာရဲ့အကုန်လုံးကို ကာကွယ်ဖို့ဆိုရင်ဘာလုပ်ရမလဲဆိုတော့ hand cream ကိုလိမ့်ရပါမယ်။ဒီမှာအခုလိမ့်နေတဲ့အခုလိမ့်နေတဲ့ hand cream ပေါ့နော်။အခု hand cream လိမ့်လို့ဒါလက်ကဒီလိုလေးဗီဒီယိုရိုက်လို့ဆိုဗီဒီယိုရိုက်လို့ရအောင်ဒီဆိုအများရင်တော့ဆိုတော်တော်ဆိုးတယ်ခီလီဝါတဲ့အထိအောင်ဖြစ်တယ်ပေါ့နော်။အဲ့ဆိုရင် hand cream လေးကိုနည်းနည်းလေးခြင်တယ်။ဒီလိုရှိရင် hand cream လိမ့်တာကိုကျွန်တော်ဘယ်လိုပြောလဲဆိုတော့ hand cream クリームをハンドクリームのこれあとでハンドクリームを塗るハンドクリームを塗ります塗りますハンドクリームを塗るあとでハンドクリームを淋ないでそういうあばいやブルーリーしてとあれとこういいそそりしてとあわな get moist ぽのそそりしてとあれそういうあせとをしっとりするしっとりする手がしっとりしていますえるみょとまえ တို့တွေဆိုတဲ့စကားလုံးကဒီ makeup ပစ္စည်းတွေဒီ skin care ပစ္စည်းတွေမှာလည်းသုံးတာများတယ်ပေါ့နော်ရန်ကုန်မှာတော့ကရန်ကုန်ဆောင်းရာသီမှာဆိုရင်တည့်ရတဲ့ရန်ကုန်ဆောင်းရာသီကအရင်မအေးတော့ကြတော့နည်းနည်းတောင်မှန်လောက်ပဲအသားပတ်တာမျိုးတွေပဲဖြစ်နိုင်တယ်ဒါပေမဲ့လက်တွေအဲ့လောက်မဖြစ်ခဲ့ဘူးပေါ့နော်ဒီမှာကြာအရန်၆၆တွတ်တွေနဲ့အရန်အေရောကြာဒီလိုမျိုးဟာဖြစ်လာနိုင်နေပေါ့နော်အခုဆိုရင်ကိုဗစ်ကာလဖြစ်တော့ကြာလက်လက်ခဏခဏဆေးရရဲပြီးတော့အရက်ပြန်နေတယ်ဟိုပိုးတက်တာတွေလောက်ရဲဆိုပို့ပြီးတော့လက်အသား၆တာတွေပါရဖြစ်လာနိုင်တယ် အဲ့ဆိုရင်မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးအသားချောက်တာလေးဖြစ်တယ်ဆိုရင်ဒီလိုအသုံးဆုံးလေးကိုသုံးလို့ရပါတယ်။အဲ့ဆိုရင်နောက်ထပ်လည်းစုကိုတိုင်းဒီဂျပန်ကိုလာပြီးတော့မှသိခဲ့ရတဲ့အသုံးဆုံးလေးတွေကိုလည်းထပ်ပြီးရောညောင်ဝေပေးခြင်းပါတယ်။နောက်တစ်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်။တဒါအလုံးဝမင်္ဂလာပါ။နောက်ကရန်ကုန် channel မှာအစုဝဲဖြစ်